ိုးဒီနေ့ဂျမ်ပိုင်ကတော့အာချောမြောက်ရာဂျန်ခန်ဂျီလေးဖြစ်ပါတယ်အခန်းကြီး၄အငယ်၁မှ၅မောရှိကလေထိုသူတို့သည်အကျွန်ုပ်ကိုမယုံအကျွန်ုပ်စကားကိုနားမထောင်ဘဲနေ၍သာဝရဖျားသည်တင်အားထင်ရှားတော်မမူဟုဆိုကြပါလိမ့်မည်ဟုပြန်လျှောက်လေ၏သာဝရဖျားကလည်းတင်းဤလက်၌အဘေရာရှိသည်နီဟုမေးတော်မူလျှင် လန်ဒန်ရှိပါ၏ဟုလျှောက်၏မြေပေါ်မှာပြစ်ချလော့ဟုမိန့်တော်မူသည့်အတိုင်းပြစ်ချသဖြင့်လန်ဒန်သည်မွေဖြစ်၍မောရှိသည်သူ့ရှိမှပြေးလေ၏ထာဝရဘုရားကလည်းတင့်လက်ကိုဆန့်၍သူ့အမိကိုကင်ဖန်းလော့ဟုမိန့်တော်မူသည့်အတိုင်းမောရှိသည်လက်ကိုဆန့်၍ဖမ်းမိသဖြင့်သူ၏လက်၌လန်ဒန်ဖြစ်ပြန်လေ၏တို့ပြုလင်သူတို့ဘိုးဘေးများ၏ဘုရားသခင် အာဗြဟံဤဖျားဤစေဤဖျားယာကုပ်ဤဖျားဒီဟုသောသာဝရဖျားဒီတင်အားထေရှားတော်မူကြောင်းကို ထိုသူတို့သည်ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏အငယ်၆မှ၉တပန်သာဝရဖျားကတင်းလက်ကိုတင်းရင်တွင်သို့တွင်းလို့ဟုမိန့်တော်မူသည့်အတိုင်လက်ကိုရင်တွင်သို့တွင်း၍ထုတ်ပြန်သောအခါလက်သည် မိုးပွင့်အစင်းကဲ့သို့နူလေ၏ တပန်တင်းလက်ကိုတင်းရင်ခွင်တို့တွေးဦးလို့ဟုမိန်တော်မူသည့်အတိုင်းတပန်လက်ကိုရင်ခွင်တို့တွေး၍ထုတ်ပြန်သောအခါပဂတိအသာဖြစ်ပြန်လေ၏ထိုသူတို့သည်တင့်ကိုမယုံပထမနမိတ်တသက်ကို နားမထောင်လျင် နောက်ဖြစ်သောနမိတ်တသက်ကိုယုံကြလိမ့်မည်သို့မဟုတ်ထိုနမိတ်နှစ်ပါးကိုမယုံတင်းစကားကို နားမထောင်လျင်တင်းသည်မြည်ရအချို့ကိုယူ၍ ကုံးပေါ်မှာတွန်းတော့ထို့သူမြစ်ထဲကယူသောရေသည် ကုံးပေါ်မှာအသွေးဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏အငဲတဆေမဆက်ခုနှစ်မောရှိကလည်းအိုဖျားရှင် အကျွန်ုပ်တီနှုတ်တတ္တိမရှိပါအထက်ကလည်းမရှိပါကိုရော့ကျွန်အားမိန့်တော်မူသော အခါ၌ပင်မရှိပါနှုတ်လေသောသူ စကားနှင်းနှီးပြောတတ်သောသူ ဖြစ်ပါ၏ဟု သာဝရဖျားအားလျှောက်ဆို၏သာဝရဖျားကလည်းလူဤနှုတ်ကိုအပေသူဖန်ဆင်းသည်နီစကားအသောသူနားပင်သောသူ မျက်စိမြင်သောသူမမြင်သောသူတို့ကိုအပေသူဖန်ဆင်းသည်နီငါသာဝရဖျားဖန်ဆင်းသည်မဟုတ်လောတို့ဖြစ်၍ယခုတော်လောတီးနှုတ်၌ငါရှိ၍တင်းဒီအပေသူပြောရမည်ကိုတွင်တင်မည်ဟု မိန်တော်မူ၏မောရှိကလည်းအိုဖျားရှင် အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟုပြောတော်သာရဖျားသည်မောရှိအားအမျက်တော်ထွက်၍လေဝိလူအာယုန်သည်တင်းအကိုဖြစ်သည်မဟုတ်လော သူသည်ကောင်းမွန်စွာပြောတတ်သည်ကိုငါသိသူသည်လည်းတင်းကိုခီးဥချိုပြုခြင်းကယခုလာ၏တွေ့မြင်သောအခါဝမ်းမြောက်လေမည်တင်းသည်သူနှင့်စကားပြော၍သူပြောเสียစကားကိုပေးရမည်တီးနှုတ်၌၎င်း သူဤနှုတ်၌၎င်းငါရှိပြီသင်တို့သည်အဘယ်သို့ပြုအပ်မည်ကိုတွင်တည်မည်သူသည်လည်းလူတို့ရှေ့မှသင်ဤစကပြန်လှုပ်၍သင်ဤနှုတ်ကိုစားဖြစ်လိမ့်မည်သင်သည်လည်းသူဤဖျားသခင်ကိုစားဖြစ်လိမ့်မည်သင်သည်နမိတ်တသက်တို့ကိုပြလက်တန်သောဤလန်တန်ကိုလည်းသင်ဤလက်၌ကံရမည်ဟုမိန်တော်မူ၏အငယ်၈၈မှ၂၃ မောရှိသည်လဲရောက်ခမရေတယောထံသို့ပြန်သွား၍အဲဂုထုပြည်၌ရှိသောကျွန်ုပ်အမျိုးသားချင်းတို့သည်အသက်ရှင်သေးသလိုဟုကြိရှိခြင်းကသူတို့ရှိရသောကျွန်ုပ်တော်ရသောအခွင့်ကိုပေးပါလောဟုဆိုသောရေတယောကငြိမ်ဝှက်စွာတော်လောဟုပြန်ဆိုလေ၏သာရဖျားကလည်းအဲဂုထုပြည်သို့ပြန်သွားလောဒီအသက်ကိုရှာသောသူအပေါင်းတို့သည်တေကြပြီဟု မိဒရန်ပြည်၌မောရှိအားမိန်တော်မူ၏ထိုအခါမောရှိသည်မယားနှင့်သားနှယောက်တို့ကိုယူ၍မြဲကိုစီးစေသဖြင့်ဘုရားသခင်ဤလန်တန်တော်ကိုလက်ဆွဲလျက်အေဂုတုပြည်သို့ပြန်လေ၏သာရဘုရားကလည်းတင်သည်အေဂုတုပြည်သို့သွား၍ရောက်လျင်တင်၌ငံအပ်သောအံပွေသောအမှုအလုံးစုံတို့ကို ဖာရောပြည်ရှေ့မှပြလော့ ထိုတို့ပြတော်လေသူဤနှလုံးကိုငါခိုင်မာစေ၍သူသည်ဤတွေလာလူတို့ကိုမလွတ်ဘဲနေလိမ့်မည်။ဖာရောဘီင်ကိုလည်းထာဝရဘုရားကဤတွေလာသည်ငါသားဖြစ်၏။ငါသားဦးဖြစ်၏။ငါသားသည်ငါအားဝတ်ပြုသောအခွင့်ရှိစေခြင်းကလွတ်လောမလွတ်ဘူးဟုညင်းလျင်တင်ဤသားတင်ဤသားဦးကိုပင်ငါကွပ်မျက်မည်ဟု မိန်တော်မူကြောင်းကိုဆင့်ဆိုလောဟု မောရှိအား မှားထားတော်မူ၏အငယ်24မှ28ခရီးသွားစဉ်တွင်စခန်းစီရ၌သာဝရဖျားသည်မောရှိကိုတွေ့၍ကွမျက်ချင်းကရှာကြံတော်မူ၏ထိုအခါစီဘောရသည်ဓာကိုယူ၍ သားဤအေးပြားကိုလှီးဖြတ်ပြီးမှလင်းဤခြေရင်း၌ပြတ်ဝတ်လျက်အကယ်စင်စစ်တင်သည်အကျွန်ုပ်၌အသွေးနှင့်ရှင်သောလင်းဖြစ်သည်ဟု ဆို၏ထိုအခါမောရှိကိုလွတ်တော်မူ၏မယားကလည်းအေးပြားလှီးမင်္ဂလာကြောင့်တင်သည်ကျွန်ုပ်၌အသွေးနှင့်ရှင်သောလင်းဖြစ်၏ဟု ဆိုသည်ထာဝရဘုရားကလည်းမောရှိကို ခီးဥချိုပြုခြင်းကတောသို့သွားလို့ဟု ာယုံအားမိန်တော်မူသည့်တိုင် အာယုံသည်တွန်း၍ဘုရားသခင်၏တောင်ပေါ်၌မောရှိကိုတွေ့၍နန်းချင်းကိုပြု၏မောရှိသည်လည်းမိမိကိုဆ်လွ်တော်မူသောသာရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်းမှားထားတော်မူသမျှသော နမိတ်တတ်တိုကို၎င်းအာယုံအားကြားပြောလေ၏အငယ်29မှ31 ထိုသူညီနောင်နှစ်ပါးတို့သည်တွား၍ဣဒေလအမျိုးသားအသက်ကြီးသူတို့ကိုစုဝေးစေပြီးလင် အာယုန်ဒီမောရှိအားသာရဖျားမိန်တော်မူသောစကားတော်အလုံးစုံတို့ကို ပြန်ပြော၍လူတို့ရှိမှနမိတ်တတ်တေတို့ကိုပြလေ၏ထိုလူများတို့သည်ယုံကြ၏သာရဖျားသည်ဣဒေလအမျိုးသားတို့ကိုအကြည့်ရှုကြွတော်မူသည်ကို၎င်းသူတို့ခံရသောဆင်းရဲခြင်းကိုမှတ်တော်မူသည်ကို၎င်းကြားသောအခါ ဥညွှတ်ချ၍ကိုးကွယ်ကြ၏โอเคနောက်ချမ်းပိုင်းမှာပြန်ကြည့်ကြမယ်ဘိုင်ဘိုင်